မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေကို တင်ဆက်ပေးပါမယ်အမေရိကန်ခရီးယန်အဖွဲ့ငလင်တင် ပြည်သူတွေကိုကူညီဖို့ဆေးပညာရှင်တွေဆင်းလွတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံကဆရာဝန်တွေသူနာပြူတွေနဲ့ကျွမ်းကျင်ပညာရှင်တွေပါတဲ့ခရီးရန်ဖွဲ့ကိုမြန်မာနိုင်ငံကငလင်ဘေးဒဏ်သင်အထိသားတွေကိုဆင်လွတ်ပြီးခွဲစိတ်ခံနှခံပါတဲ့ယာယီစေယုံတစ်ခုကိုတိစောက်ပေးသွားမှာဖြစ်တယ်လို့ခရီးရန်တရားဟောဆရာကြီး Franklin Graham ကသူရဲ့ Facebook မှာမလ31ရက်နေ့ကရှင်းတာထားပါတယ်။ တီယာရီစေယုံထဲမှာအရေးပေါ်ခန်းလူနာထားခန်းစေပကန်းနေပါဝင်မှာဖြစ်ပြီးဆရာဝန်သူနာပြုကဲစိအသမတောက်ရီဆိုင်ရာကျွမ်းကျင်ပညာရှင်ခရီးရန်ဖွဲ့ဝင်ဝန်ထမ်းအလုံးပေါင်းဦးရေ80ကနေ130တိပါရင်လို့ဆိုပါတယ်။အဲ့ဒီဖွဲ့ကမြန်မာနိုင်ငံကငလင်ဘေးဒဏ်တင်သူတွေကိုအခမဲ့ကူညီဖို့ထောက်ခွာသွားပြီဖြစ်တယ်လို့နောက်ထပ်လည်းစေယုံသုံးပစ္စည်းအရေးပေါ်သုံးပစ္စည်းအသုံးဆောင်တွေကိုလည်းထောက်ပံ့ကူညီဖို့လေရင်တွေနဲ့ပူပင်ဦးမှာဖြစ်တယ်လို့ Franklin Rehan ကပြောဆိုထားပါတယ်။ အမေရိကန်နိုင်ငံကခရီးယံဖွဲ့ကပါတီမီ၍အသားအရောင်ဘာသာမခွဲကြဘဲဒုက္ခရောက်သူတိုင်းကိုကူညီမဲ့ဖွဲ့ဖြစ်တယ်လို့မြန်မာခရီးယံလူငယ်များဖွဲ့ကပြောပါရယ်ခရီးယံဖွဲ့ကမြန်မာပြည်သူတွေနဲ့အတူနှစ်ပေါင်း30လောက်လောက်ကန်ခဲ့ပူတဲ့ဖွဲ့လေးဖြစ်တယ်လို့သိရပါရယ်ဆလပီစစ်ကောင်စင်ကငလင်းအကြောင်းပြပြီးလူငယ်ရှင်တွေကိုဖိအားပေးပြီးအလငွေတောင်းခံနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စင်နေနဲ့မလ28ရက်နေ့ကလှုပ်ခတ်သွားတဲ့မြင်းငလင်းကိုအကြောင်းပြပြီးနမေကြီးစီဝိုင်းလူငယ်ရှင်တွေအပါအဝင်စီဝိုင်းဆိုင်ရာစက်မှုစုံလူငယ်ရှင်များ စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များနဲ့လူမှုရေးအသင်းအဖွဲ့တွေကိုဖိအားပေးပြီးအလွန်ငွေတောင်းခံနေရလို့မီဒီယာချို့ကဖော်ပြပါရယ်အေဘီလာတင်းရဲ့နေ့နေ့လယ်၂နာရီမှလည်းနေပြီးတော့တပန်ကွင်းကယာယီခမ်းမမှာအလွန်ငွေလက်ခံနဲ့ပွဲဆောင်ရမှာဖြစ်ပြီးရှန်ကုန်နဲ့မန္တလေးကစီးပွားရေးလုပ်ငန်းရှင်များအသင်းအဖွဲ့များကိုတင်ရောက်ဖို့နဲ့အလွန်ငွေထည့်ဖို့အတွက်စစ်ကောင်စီကအတင်းအကျပ်ဖိအားပေးနေရလို့သိရပါရယ်နေပြီးတော့မှလုံမင်းအလွန်ငွေပြည့်ရတဲ့ခန္ဓာကိုမန္တလေးကလုပ်ငန်းရှင်များမတက်ရောက်နိုင်ပါကမန္တလေးမှာရောက်ရှိနေတဲ့စစ်ကောင်စီရဲ့ကိစ္စရေးတာဝန်ခံလေးချောင်းရံကာကွယ်ရေးရရှိ ီကြောင်ဒုတိယပို့ချုပ်ကြီးမျိုးမိုးအောင်နဲ့မန္တလေးတိုင်းဝန်ကြီးချုပ်တို့တန်းသွားရောက်ပြီးအလူငွေပေးရမှာဖြစ်ကြောင်းသိရပါတယ်။ ရန်ကုန်ကလုပ်ငန်းရှင်တွေအတင်းအဖွဲ့တွေကိုနေပြီးတော့ကိုအလူငွေလာပေးဖို့အတွက်ငွေလာပေးဖို့စကောင်စီကလင်းရင်အသွားပြန်တောင်းစီစဉ်ပေးမယ်လို့သိရပါတယ်။ဒီလိုအလူငွေအတင်းအကျပ်တောင်းခံမှုတွေနဲ့ပတ်သက်ပြီးစီဒီအမ်ဘူဇမှုဆွေတော်ကိုဆက်သွယ်မိမြတ်တဲ့အခါစကောင်ဆောင်တွေအနေနဲ့တိုင်းပြည်နယ်ပြည်သူပေါ်စေတနာမရှိတာသိတာတာပေါ့ဗျာ။ကျို့တင်စီမံမထားပဲအရေးကြုံမှာသူတို့မြန်နပန်းလာဖို့အတွက်လုပ်ငန်းရှင်တွေကိုဖိအားပေးတာမျိုးပေါ့။ဘသူတည်တည်ငတိမာရင်ပြီးတော့ဆိုရင်လုပ်ငန်းရှင်တွေအနေနဲ့ဒီလိုအစိုးရမျိုးကိုလက်ခံရင်ဒီလိုမျိုးဖိအားတွေခံရမယ်ဆိုတဲ့အသိရတာပေါ့လို့ပြော ါပါတယ်။ရှန်ကုန်ကစက်မှုဆောင်နေနေနဲ့စက်မှုဆောင်တစ်ခုကိုငွေကျပ်သိန်း200စစ်ကောင်စီထံကိုမဖြစ်မနေအလူငွေအဖြစ်ထည့်ရမယ်လို့ဖိအားပေးခံထားတယ်လို့သိရပါတယ်။ဆလတ်ပြီးနေပြည်တော်မှာငလင်ရင်ကျောင်းစစ်အဆောက်အအုံများပြုလဲပြီးစစ်သားတရားဝင်ချင်းတင်ဆောင်နိုင်နေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်မှာငလင်ရင်ကျောင်းစစ်တပ်အဆောက်အအုံများပြုလဲပြီးစစ်သားတရားဝင်ချင်းတင်ဆောင်နိုင်ကြောင်းတပ်တရင်အရင်မြစ်တွေကိုကိုကာပြီးစီရန်ပူကြီးစင်ရောက်ကပြောပါတယ်။စကိုင်းငလင်ကျောင်းနေပြည်တော်ရှိစစ်တပ်အဆောက်အအုံများပြုကြခဲ့ကြောင်းတနေ့တစ်ခုလုံးမှာစစ်သား အနည်းဆုံး100ဝန်းကျင်တည်ဆောင်းနိုင်ကြောင်းကဒင်းတထောင်စီးယုံမှလည်းကဒင်းမလောင်ငါမှုတွေကြောင့်ထိခိုက်ဒဏ်ရာရသူတထောင်ဝန်းကျင်ရှိကြောင်းစီဒီအမ်ဗိုလ်ကြီးစင်ရောကရှင်းပြပါရယ် ဒါအပြင်လက်ရှိအကြံဖက်စစ်ကောင်းဆောင်ကအပြည့်အစုံတွေကိုရှင်းလင်းလုပ်ခိုင်းရမှာ၎င်းရဲ့ခပိုက်ဆောင်တပ်တွေကိုသာလုပ်ခိုင်းနေပြီးအခြားတပ်တွေကိုအဝင်မခံကြောင်းသိရပါတယ်။တပ်နယ်တစ်ခုလုံးမှာအနည်းဆုံးတရာကတော့တင်ကြပေါက်တင်တဲ့ဂရင်တထောင်စေယုံမှာလည်းဂရင်တော့မလောက်တော့ဘူးဆိုတော့ဒဏ်ရာရတထောင်လို့ပြောလို့ရတယ်။ဒါပေမဲ့စေယုံထဲမှာတည်ဆောင်တဲ့တရင်းတွေကမြုပ်ထားတာလုံခြုံရေးနဲ့တည်ဆောင်ရေးရှင်းလင်းရေးလုပ်ငန်းအဖွဲ့တွေတောင်မှသူတို့ရဲ့ခပိုက်ဆောင်တပ်တွေကိုပဲလုပ်ခိုင်းတာတခြားတပ်တွေကိုအဝင်မခံဘူးလို့စီဒီအမ်ဘူကြီးစင်ရောက်ကပြောပါတယ်။ အဲ့ဒီလိုစင်ယုံများပြောကြတာကဂျီအီတက်လို့ခေါ်တဲ့စင်အင်ဂျင်နီယာတက်တွင်ရဲ့ပစ္စည်းကုန်မှုနဲ့ငွေများခွင့်ယူမှုကြောင့်ဖြင့်အမြန်လက်တန်းလှုပ်ဆောင်ခဲ့မှုတွေကြောင့်ဖြစ်ကြောင်းဒါအပြင်နေပြည်တော်ရှိလျှို့ဝှက်ဦးမင်းလိုင်ကောင်းကလည်းလက်ရှိလောက်ခတ်တဲ့ငလင်းကြောင့်ပြူကြဖို့ရှာကြတဲ့နှုံများကြောင့်၎င်းကရှင်းပြပါရတယ်။ ဟိုအရင်အာနာသိန်းဖြစ်စဉ်မတိုင်ခင်ကတည်းကနည်းနည်းပါးပါးဖြစ်တာနဲ့တင်အကွဲအကြောင်းနေအဲ့ဒီတော့ငါကြီးတက်တွေခိုးတာလဲပါတယ်ပြီးတော့ကျွန်တော်ကန်ထရိုင်းစနစ်တွင်နေအမြန်လောက်တာပျက်စီးဖို့များပါတယ်ဘာလို့လဲဆိုသူတို့ကလက်တန်းလောက်တာအဲ့ဒါခုနှစ်တော့မမှတ်မိဘူးတက်မတော်နေနေပြီးတော့မှပြောင်းပြီးစားလျှောက်တဲ့နေအခုပြိုကျတဲ့မဟုတ်အနီကြီးအဲ့ဒီတော့ငါမဟုတ်အနီကြီးမပြီးသေးဘူးဒါပေမဲ့ကြောင်းစင်ပွဲမတိုင်ခင်တံပြားရီနဲ့ခဏကပ်ပြီးအလားလောက်လိုက်တာနောက်မှအင်္ဂလိပ်ကိုင်နာသူတို့လက်တန်းလောက်တဲ့အချင်းရှိရဲ့လို့စီရန်ဖိုးကြီးစင်ရောက်ကပြောပါတယ် နေပြည်တော်မှာငလင်ကျောင်းပြုံကြတဲ့အဆောင်တွေမှာမင်းရောင်းလိုက်တဲ့စွဝင်အပါဝင်ပို့ချုပ်များအတွက်အရေးကြီးတဲ့စစ်ဘက်ဆိုင်ရာနေရာတွေနဲ့ခူအောင်ရနေရာတွေပါဝင်ကြောင်းအရှံဆက်ရက်ပစ္စည်းများအရှံခင်းရန်အရှံလက်နက်များထားရှိရနေရာတွေလည်းထိခိုက်ပျက်စီးကြောင်းသိရပါတယ်ဆလတ်ပြီးအေအေးထိန်ချုပ်ထားတဲ့မြအုပ်မျိုးကိုစစ်ကောင်စီကဒီနေ့ညလေးကျောင်းကနေပုံကျဲတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်အရခတ်တက်တော်အေအေးထိန်ချုပ်ထားတဲ့မြအုပ်မျိုးကိုစစ်ကောင်စီကမလ31ရက်ည7:00နာရီလောက်မှာလေးကျောင်းကနေပုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ရခိုင်စီ တင်အရင်မြစ်တွေကအတင်ပြပါရယ်တီကိုက်ဖြက်စီမှုတော့ကျွန်တော်မသိဘူးပြလို့ပြောပါရယ်မြအုံမျိုးလေးကြောင့်တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးအေထန်းဆက်သွင်းမြက်နေဆက်ဖြစ်ပြီးတီကိုက်မှုနဲ့ပတ်သက်ပြီးလည်းဆက်လက်ဆုံဆန်းနေဆက်ဖြစ်ပါရယ်မလ31ရက်ကစပြီးတပတ်တီတီနိုင်ငံတော်ဆင်ဝန်းနေကြောင်းနေဖြစ်စစ်ကောင်းဆောင်မြန်လိုင်းကတတ်မှတ်ထုတ်ပြန်ထားတော့လဲစစ်ကောင်းစင်ကဒီနေ့တရက်ထဲစကိုင်းမကွေးနဲ့မန္တလေးတိုင်းတို့ကိုလေကြောင်းကနေချက်လင်း6စီးဝိုင်းတွဲလင်းတစီးနဲ့ စက်တက်လီလီတို့နဲ့ပုံလုံးရေး60တမနဲ့ကျင်းချတိုက်ခိုက်ခဲ့ပါတယ်။မနီကည9:55မိနစ်ကစကိုင်းတိုင်းချောင်းမြို့နယ်အရှိချမ်းရှိနေခွေချင်းရဘက်ကိုစစ်တပ်လေဒီနဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ချောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ တာဝန်ခံကိုတန်းကပြောပါရယ်မကွေးတိုင်းဆလင်းမြို့နယ်တညောင်တိုင်းနယ်မြို့လာလီရဲ့စစ်တားခွဲရုံအနီးကိုလည်းဒီကနေ့မနက်၈နာရီကျော်ကစပြီးလေကြောင်းကနေ၅ချိန်ထဲမှနဲ့ Jet Fighter နဲ့စီနဲ့ပြစ်ခတ်ခဲ့တယ်လို့ဆလင်းပါခါဖပြောရေးဆိုခွင့်ရှိသူကိုအောင်ဆန်းကသတင်းဌာနကိုပြောပါရယ်နိုင်ငံအတွင်းငလျင်တန်းခန်းစားနေရချိန်မှာစစ်ကောင်စင်ကတိုက်ပွဲနေရရင်အပြင်တိုက်ပွဲမရှိတဲ့နေရာတွေကိုပါအဆက်မပြတ်လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကမလ30ရက်နေ့သတင်းမှထည့်သွင်းဖော်ပြပါရယ်မြောက် ဦးမျိုးကိုအီက2024ဖေဖော်ဝါရီ28ရက်မှာအပိသက်တိုက်ခိုက်သိမ်းယူခဲ့တာပါဆလဘီငလင်တန်တဲ့ဒေတာတွေရဲ့ဆက်သွယ်ရေးကိုစစ်ကောင်စီလက်လျူရှုထားတယ်လို့ MIB ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဖြစ်အပြင်း ငလင်တန်းပြင်းထန်စွာခန်းစားနေရတဲ့ဒေသတွေပါဝင်ဆက်သွင်းဖြတ်တောက်ခံထားတဲ့ဒေသတွေရဲ့သတင်းဆက်သွင်းအခြေအနေကိုစစ်ကောင်စီကဆက်လက်လည်လျူရှုထားကြောင်းမြန်မာ Internet Project MIP ကမလ31ရက်နေ့မှာထုတ်ပြန်ကြေညာပါရယ်ငလင်တန်းကိုတရက်ခန်းစားခဲ့ရတဲ့ဇကိုင်းမန္တလေးပြည်မနာနေပြည်တော်စားရဲမြို့နယ်တွေပါဝင်မြန်မာတိုင်းငံလုံးရှိမြို့နယ်အများစုမှာလျှက်စစ်မီပြတ်တောက်မှုဖုန်းခေါ်ဆိုမှုခက်ခဲများနဲ့ယခုထိရင်ဆိုင်နေရကြောင်း MIP ကဆိုပါရယ်ပြီးခဲ့တဲ့မလ29ရက်နေ့မှာငလင်တန်းခန်းစားခဲ့ရတဲ့မြန်မာနဲ့ထိုင်းနိုင်ငံတို့ ုအတွက်ဆက်သွယ်ရေးလိုအပ်ချက်တွေနဲ့ကယ်ဆယ်လုပ်ငန်းတွေကိုအထောက်အကူဖြစ်စေဖို့ Starlink ကိုပြင်ဆင်ထားကြောင်း Starlink ကသူ့ရဲ့လူမှုကွန်ရက်မှာရှိသားထားပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကမြည်တီတုံ့ပြန်မှုမှလှုံ့ဆော်ခြင်းမပြုနာကိုတွေ့ရကြောင်း MIB ကပြောပါတယ်။ဒါပြင်စစ်ကောင်စီကတဲခွင်ရန်နေရာပြည်အစ်စ်မီအစ်စ်မပြေမှုတွေကိုအကြောင်းပြပြီးနိုင်ငံတကာသတင်းတောက်တွေရဲ့ပြည်ဝင်ခွင့်ကိုပါညှင်းဆုံခဲ့ကြောင်းပြည်တွင်းသတင်းဌာနတွေကိုကိုကပြီး MIB ကပြောပါတယ်။မလ28ရက်နေ့နေ့လယ်12:52မိနစ်မှာ In Arista's ကို ခုနှစ်အစဉ်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးနေပြည်တော်ကောင်စီနယ်မြေစကိုင်းမန္တလေးမကွေးရှမ်းမြောက်ဘကိုးစာရီတိုင်းနယ်ပြည်နယ်တွေကိုစစ်ကောင်စီကအရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။ငလျင်လှုပ်သွားပြီးရဲ့နောက်ဆိုပါဒေသတွေမှာလင်းရစစ်မီတွေဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်ခဲ့ပါတယ်။နေပြည်တော်အတွင်းမှာလည်းထိခိုက်ပျက်စီးမှုများပြားခဲ့ပြီးလူများပြားသေဆုံးခဲ့ပါတယ်။စစ်ကောင်စီရဲ့ဝင်ကြီးဌာနရုံးများဝန်ထမ်းအင်အားများလည်းပြိုကျခြင်းပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီးကတ္တရာလမ်းများမှာလည်းအကွဲကြောင်းကြီးများဖြစ်ပေါ်နေပါတယ်။ ဒါအပြင်နေပြည်တော်မှာ Myday MBD ဖုန်းလိုင်းတို့သာအသုံးပြုလို့ရပြီးမန္တလေး30နီနီလေပိုင်းကစပြီးကြံဖုန်းလိုင်းတွေပြန်လည်အသုံးပြုလို့ရခဲ့တော့လဲလိုင်းမကောင်းသေးပါဘူးမန္တလေး31ရက်ညပိုင်းမှာတော့နေပြည်တော်ရှိနေရာချုံမာလျက်စင်မီပြန်လည်ရရှိခဲ့ကြောင်းသိရပါတယ်အာနာသိမ့်ပြီးနောက်စစ်ကောင်စင်ကအင်တာနက်ပိတ်ပင်ကတ်သတ်မှုတွေပြုလုပ်ခဲ့ပြီး Facebook Instagram စတဲ့လူမှုကွန်ရက်စာမျက်နှာတွေကိုလည်းပိတ်ပင်ခဲ့တဲ့အတွက်ဖြီသူများ VPN ခံပြီးအသုံးပြုခဲ့ရပါတယ်ပြီးခဲ့တဲ့2024 မေလကုန်ပိုင်းမှာလည်း VPN ကိုမှထပ်မံပိတ်ပင်ခြင်းရအဆိုပါလူမှုကွန်ရက်များအသုံးပြုဖို့ပို့ခတ်ခဲ့သွားခဲ့ပါတယ်။လက်ရှိမှာလည်းအင်အားပြင်းကလင်းလောက်ခတ်ခဲ့တဲ့ဒေသတွေမှာအင်တာနက်လိုင်းဖုန်းလိုင်းခတ်ခဲ့ကြောင်းသတင်းစီစဉ်မှုကန့်သက်ချက်တွေဖြစ်ပေါ်နေချိန်မှာစစ်ကောင်စီက၎င်းတို့ရဲ့ပိတ်ပင်ကန့်သက်ချက်တွေကိုဖယ်ရှားခဲ့ခြင်းမရှိဘူးလို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။